အခုတီးသူတွေလုံးဝမကြေမနက်တယ်ဖြစ်နေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြို့နယ်ထွေအုပ်စုအုပ်ချုပ်ရေးမှူးတို့အနေနဲ့အဲတင်းတင်းကြပ်ကြပ်ဆောင်ရွက်ပေးသင့်တယ်လို့ကျွန်တော်တို့အမြင်တော့ကတော့မဟုတ်ဘူးဆိုရှင်တဲ့မိများကြီးဟာသဘုံအတွက်ပို့ပြီးတော့ဝါရဖြန့်လို့ကောင်းနေတယ်လို့ပြောပါမယ်။ဘယ်သူမှခြုံပြီးတော့ခွင့်ရကြမလို့မိပမာဖို့လို့မိပူပြီးခွင့်ရကြတယ်မို့မင်းကဘာလို့မျိုးမလို့ခွင့်ခွင့်ရကြမလို့မင်းနဲ့ငါနဲ့မင်းနဲ့ပြည်သူငါနဲ့ပြည်သူမင်းရတဲ့အခွင့်အရေးထိုက်တိုင်းမှာငါလည်းရရမယ်ဆိုတဲ့စက်နှစ်မျိုးကိုကျွန်တော်တို့ဖြစ်ပါမယ်။ ဟယ်လိုချရာမြဝပြည်သူညီကိုမောင်တော်မများအလုံးဝမင်္ဂလာပါ News Page Channel ကနေပြန်လည်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်တို့ဒီနေ့ညနေခင်းမှာဆွန်တော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကျွန်တော်တို့ပဇင်းကိုပြစ်ချနိုင်ခဲ့တဲ့တရင်တွေပါဝင်စစ်ကောင်စီတပ်ဖွဲ့အများဆုံးလည်းကျွန်တော်တို့တလိုင်းရဆူရနေပြီးတော့ပြစ်ခတ်ရှင်းလင်းနိုင်ခဲ့တဲ့ဆိုတဲ့ပေါ့နော်တရင်ထူတရင်ကောင်းတွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ဗီဒီယိုကိုကျွန်တော်တို့သာဆုံးကြည့်ရှုပေးပြီးတော့မှအယုံဆုံးနေနဲ့ကျွန်တော်တို့ခါရင်းလိုပဲတရင်တို့တရင်ထူလေးတွေအယုံဆုံးကြည့်လိုက်ရအောင်နော်ပထမအဆုံးတရင်တပ်ဖွဲ့အနေနဲ့ကတော့ ကချင်ပြည်နယ်ဘုံမြို့ကိုစစ်ကိုလာတဲ့ရရင်သုံးစီးကိုကြိုင်ပူပေါင်းဖွဲ့က ဒီနေ့မှပြက်ခတ်ခဲ့လို့နစီတိမှပြက်ချသွားခဲ့ပြီးတော့မှပြက်ချသွားတဲ့ရရင်တစည်းမှလိုက်ပါလာတဲ့စကောင်စီဘျော်အမိုးနဲ့ဖွဲ့တေးဆုံးသွားတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဘျော်အမိုးလာလဲတာအဲ့ဒီရရင်ကပြက်လိုက်တာထိမှန်ပြီးတော့မှရွှေကူကနဲ့ရောက်ရီမြက်နောက်ဘက်ကြဲရဲတရင်ကတော့တဲမှပြက်ချတယ်။အဲ့ဒီနေရာကငါတို့ကြဲရဲကလူတွေရောက်နေပြီ။နောက်တစည်းကတော့ရွှေကူမှအေးပေါ်စင်းတယ်မှဘေးဆောင်ကြီးလဲနေတဲ့ပံကာချိုးသွားတဲ့ပြန်တက်လို့မရတော့ဘူး။ငါတို့ပြက်တဲ့ရရင်နစီစလုံးပြက်သွားတယ်။တော့တဲမှပြက်သွားတဲ့ရရင်မှဘျော်အမိုးပါတယ်အားလုံးတေတယ်။ ငါတို့အဖွဲ့တွေရောက်နေပြီရွှေကူမှာအေးပေါ်ဆင်းတဲ့ကောင်ကပံကာချိုးသွားပြီးမေးဆောင်ကြီးလဲနေတယ်ဆိုပြီးတော့မှ KA ရှေ့တန်းသတင်းမျိုးကလည်းပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ် အရင်တော့လည်းကဲဘကနဲ့ပြမစကွန်စီတဲ့ရဲ့ရဲရင်နဲ့တက်လီကိုပြက်တီထိပြစ်ချနိုင်ခဲ့တယ်လို့ချိုးသိရတာပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ပေါ့နော်အားလုံးကြားချင်နေတဲ့ပဇင်းကင်တွေဖြစ်ပြမပီတူလူထုပေါ်မှာတက်ပြတ်မှုတွေလှုပ်ဆောင်နေတဲ့စကွန်စီရဲ့လေတပ်ရှင်းလင်းရေးမရှင်တွေကိုအခုဆိုရင်ကျွန်တော်ပြပောင်းဆောင်ကနေပြမတော်လိုက်တဲ့ဖွဲ့ဝင်ကစတင်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။စခွေးတွေအနေနဲ့ကတော့ဘယ်လိုမျိုးတွေပြောမလဲဆိုတာတော့ကျွန်တော်ဆောင်ချက်ပါပေါ့နော်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့မင်းသက်တောင်စခန်းကိုအရခတ်တတော်အေကတင်ပတ်လိုက်ရတဲ့ဆိုတဲ့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်။ မနေ့ကညပိုင်းကလေးကစခန်းတင်းလိုက်တယ်လို့သိရတယ်။ဖန်စီယာမီနဲ့လင်းနေခရန်တင်းစီရရှိမှုတွေအတွက်ဒီမနေ့ပိုင်းမှာတရင်ထွက်လာတယ်လို့ထင်ပါတယ်ဆိုပြီးတော့မှရခိုင်စေးတရင်မြစ်ကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒါပြင်စခန်းကုန်းဒီမှာရှိတဲ့စစ်မှုလမှုတင်တန်းကြောင့်မှကင်းမုံချရတဲ့စစ်ကောင်စီစခန်းတစ်ခုအပါနောက်ထပ်တင်းပိုက်လိုက်တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။အေးအေးဟာဆိုရင်ပြည်ခဲ့တဲ့မီလာတေးကနေစတင်ပြီးတော့မှကြောက်ဖြူရံပြဲကားလမ်းမပေါ်မှာရှိတဲ့မိသက်တောင်အထိုင်စခန်းကိုထုဆစ်စင်တိုက်ခိုက်ခဲ့ပြီးတော့မှ နှစ်ဖက်ပြန်လည်တက်ဖွဲ့တွေရှိခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒါလည်းပေါ့နော်ကျွန်တော်အလုံးမြောက်ပြည်သူတွေအခုရပိုင်ချချင်းနေတဲ့တရင်းမျိုးတွေဖြစ်ပြီးတော့မှခုဆိုရင်ကျတို့ KA နဲ့ A ကနေပြီးတော့မှသူတို့ရှိတဲ့နေရာတွေတအားအတိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အထိုင်ချထားတဲ့စခန်းတွေတခုပြီးတခုရှင်းလင်းတက်ခိုက်နေတာပဲဖြစ်ပါတယ်။မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့မြို့သိမ်းအောင်ပွဲတွေပေါ့နော်။နောက်ထပ်ကြားသိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ကဲကျတို့ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာကတော့အခုဆိုရင်ကျတို့တော်လိုင်းရဆူရဲကနေပြီးတော့မှမြပြကျတို့ တော်လန်တဖို့အနေနဲ့ဟန်ချင်းညီနဲ့လှုပ်ဆောင်နေတဲ့အချိန်မှာဒီစခွေးဘောမှာအယုတ်ကိုက်တွေရနေပြီးတော့မှလေတိုင်းသားလူမျိုးကြီးဝါရပါနော်လူပင်းကြက်တွေကိုပြောဆိုနေလို့ကိုစီကလည်းအဲ့ဒီကြော်တွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြန်ပြောထားမလဲဆိုတာကျွန်တော်တို့ဆက်ကြည့်လိုက်ရအောင်နော်တိုင်းသားဒေသကမှာလှုပ်လှဆောင်အောက်ထုတ်ဖို့မှာဘယ်လိုပြောလာနိုင်မလဲအဲ့ဒါဆိုရင်တိုင်းသားတယောက်ကဟုတ်ကရင်တယောက်ကနော်ရန်ကုန်မှာလာနေလို့ရှိရင်အဲ့ဒီပုံရင်မရတော့ဘူးလားပဋိမ္မာလာနေအဲ့ဒီပုံရင်မရတော့ဘူးလားမန္တလေးမှာလာနေအဲ့ဒီပုံရင်မရတော့ဘူးလားဟမ်ဟုတ်ကချင်ကြီးတယောက်ကအညာမကြီးအညာတို့လေးနဲ့လာ냐တယ် အညာမြမလာနေတယ်ဒါပေမဲ့သူ့ရဲ့တိုင်းသားအခွင့်အရေးကချင်မှာပဲရမယ်ဆိုရင် तू အညာမလာနေတဲ့အတွက် तू ရဲ့အခွင့်အရေးမရတော့ဘူးလားမြမပြီမှာအဲ့ဒီတိုင်းသားအခွင့်အရေးဆိုတဲ့စကားကိုလူပိန့်တဲ့အရန်ပြောသွားကြလို့ဒီစကားကိုကျွန်တော်မေးတယ်ကျွန်တော်တို့လိုအပ်မှာတိုင်းသားအခွင့်အရေးတွေကိုပြည်သူအလုံးရဲ့အခွင့်အရေးကျွန်တော်တို့တိုင်းပြည်မှာဒီနေရာကကချင်တွေပဲနေတယ်ဒီနေရာကမွန်တွေပဲနေတယ်ဒီနေရာကဗမာတွေပဲနေတယ်ဆိုတဲ့ data မရှိသလောက်ရှားသွားပြီအလုံးဟာလက်ရည်တပြင်းကြီးနဲ့နေနေကြတာရန်ကုန်မြို့လေကောင်မှလည်းတိုင်းရင်းသားလူမျိုးပေါင်းစုံအများကြီးရှိတယ် ရခိုင်နေကရခိုင်ပြည်နယ်မှာနေတာမဟုတ်ရန်ကုန်မှာလည်းနေတိုင်းနေတဲ့လူတွေအများကြီးတယ်။ဒါပေမဲ့အခုလက်ရှိရန်ကုန်မှာရခိုင်နေတို့ကြီးလက်ခံတယ်။အဲ့ဒါအဖြစ်ပဲ။အဲ့တော့တိုင်းရင်းသားအခွင့်အရေးဆိုတာဘာဘူပြောတာလဲ။ဒါဆိုသဘောပေါက်မထင်ဘူး။ကျွန်တော်တို့လိုအပ်တာဒီတိုင်းရင်းသားအခွင့်အရေးရမှာလားပြည်သူအားလုံးရဲ့အခွင့်အရေးရမှာလား။အဲ့ဒါအဖြစ်ပဲ။ဘယ်သူမှခြုံပြီးတော့အခွင့်အရေးရကြမှာမလို့မင်းပမာမို့လို့မင်းခြုံပြီးခွင့်အရေးရကြမှာမလို့မင်းကဘာလူမျိုးမလို့ခွင့်ခြုံပြီးရကြမှာမလို့မင်းနဲ့ငါနဲ့မင်းနဲ့ပြည်သူငါနဲ့ပြည်သူမင်းရတဲ့အခွင့်အရေးဟိုက်တိုင်းပြည်မှာငါလည်းရရမယ်ဆိုတဲ့စက်နှစ်မျိုးကိုကျွန်တော်တို့ဖြစ်ကမှာ ော့တိုင်းနာအခွင့်အရေးဆိုတဲ့အရာတွေးခွဲဖို့အတွက်လက်နက်တစ်ခုဆိုတဲ့စကားလုံးနဲ့မပူဘူးတကယ်အဲ့ဒီတိုင်းနာအခွင့်အရေးလို့အော်နေတဲ့အဲ့ဒီစစ်တပ်ဘက်အချမ်းကလူတွေတကယ်တိုင်းနာနဲ့ပေါ်စေတနာရှိတာလားတိုင်းရင်းသားဆိုတဲ့ပုံရိပ်ကိုယူပြီးတော့သူတို့အကျိုးအမြတ်ထုတ်ဖို့အတွက်လုပ်တာလားကျွန်တော်ရှင်းပြမယ်ဥပမာအနေနဲ့ဘယ်ဟာရှင်းလဲအဲ့ဒီသူတို့အမြဲပြောနေမပုတုအမြဲပြောနေတဲ့စကားတစ်ခုရှိတယ်ပုံမှန်2 6တစ်ကိုအန်ဒီအစိုးရမပြင်ပေးလို့တိုင်းရင်းသားတွေအပေါ်စေတနာမပြောက်ဘူးဆိုတဲ့စကားပုံမှန်2 6တစ်ဆိုတာပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရကဝင်ကြီးချုပ်ကိုတိုက်ရိုက်ခန့်အပ်ခွင့် အဲ့ဒီကိစ္စမှာအန်ဒီ sorry ကြမ်းခံဖွံ့ဖြိုးရေးလက်ထက်မှာအန်ဒီကတင်သွင်းခဲ့တယ်ပုံမှန်နှစ်ချောက်တိကိုတင်သွင်းမှုဘာကြောင့်တင်သွင်းခဲ့တယ်အဲ့ဒီအချိန်မှာတတိုင်းပြည်လုံးကိုကြီးစိုးတာကစစ်တပ်ကြမ်းဖို့ဆိုတာစစ်တပ်စစ်တပ်ဆိုတာကြမ်းဖို့ခွဲလို့မရအောင်နော်အားလုံးတိတဲ့အတိုင်းပဲအဲ့ဒီအတွေ့အခွင့်အရေးလက်ပစိရပစိရအောင်လို့ပြည်သူဘက်ကနေတရားကိုပြင်မှုပြောခဲ့တာဒါပေမဲ့အပြောင်းလဲမြန်မာပြည်သူရဲ့ပါဝင်မှုအပြောင်းလဲကိုဒီလောက်မထင်ထားခဲ့ဘူးနိုင်ငံရေးသမားတိုင်းက2015မှာတောင်ကျိုကမ်းကျိုဒီအန်ဒီကနိုင်လာမယ်လို့မတွက်ထားခဲ့ဘူး နော်အဲ့တော့နောက်25မှာ NLD နိုင်လာခဲ့တယ်အဲ့ဒီအချိန်မှာဒီစစ်တပ်နဲ့တန်ဖို့ကတန်ဖို့စစ်တပ်ပေါ့နော်သူတို့ကပုံမှန်2-6တိတွင်းမှာပြင်မယ်ဆိုပြီးတင်သွင်းလာတယ်အဲ့တော့အရင်ဆုံးပြောချင်တာကပုံမှန်2-6တိကိုရေးဆွဲထားတာ NLD ပါတီကရေးဆွဲထားတာအဲ့ဒီကျန်းဖို့ပါတီထဲမှာပါဝင်နေတဲ့ခေါင်းဆောင်တွေစစ်ပေါင်းပြီးဝစ်ခဲ့တဲ့အချိန်ကသူတို့ကိုယ်တိုင်ရေးဆွဲပြီးထည့်ခဲ့တဲ့ပုံမှန်လေဗျာသူတို့ကတကယ်တိုင်းရင်းသားတွေပေါ်စေတနာရှိနေဆိုရင် နော်ဒီ16နှစ်ကြာရေးဆွဲခဲ့ရတဲ့2000ချီအခြေခံဥပဒေထဲမှာပုံမှန်261ကိုအစတည်းကဘာကြောင့်ထည့်ခဲ့တာလဲကဲကိုဆရာတော့ဗနာအခုဆိုရင်ဒီပုံမှန်တွေပြပြနေတဲ့တိုင်းသားခွင့်ရင်းနဲ့ပတ်သက်ပြီးတော့မှတည်ချက်လို့ပြန်ပြီးတော့မှ challenge တစ်ခုကရှင်းပြထားတာပဲဖြစ်ပါတယ်။ဒီကောင်တွေကတော့အခုဆိုရင်မျောလင်ကနေပြီးတော့မှသူ့ရဲ့ရွေးကောက်ပွဲမှာကျွန်တော်တို့တိုင်းသားခွင့်တွေပေးမယ်ဆိုပြီးတော့မှပေါ့နော်။မလုံးပေးပြီးတော့မှ message တွေတောင်ချီချင်းအဖြစ်ကျွန်တော်တို့ဒီတော်လိုင်းရင်းအားဆိုရင်တော့ ီကောင်တွေကနေပြီးတော့မှဖြစ်လို့ဖြစ်စီပုံစံမျိုးနဲ့ခုဆိုရင်သူခွဲတက်ရှိုးတဲ့နေလိုက်တွေပါတုံးပြီးတော့မှလုံးဆောင်နေကြတာကိုထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်ဒီချိန်မှာအောက်တန်းဆပ်ပေါ်မှလော်ဘီတွေကနေပြီးတော့မှတိုင်းသားလူမျိုးတွေအနေနဲ့ရတဲ့ထက်တဲ့ခွင့်ရေးတွေကိုလည်းမျှော်လင့်တဲ့အစုကနေပြီးတော့မှ base အောင်သွားမယ်ဆိုပြီးတော့မှပါနော်ပြောဆိုနေကြတာဖြစ်ပြီးတော့မှဒါကကျွန်တော်အခုဆိုရင်နေရာတိုင်းမှာအောင်ဘော်တွေရရှိနေတဲ့တော်လန်တဖွဲ့ဝင်တွေဒီကောင်တွေကနေပြီးတော့မှဒီတွေးခွဲပြီးတော့မှကျွန်တော်တို့အညာဒီတက်မှာရှိတဲ့တော်လန်တဖွဲ့ဝင်တွေကိုဖိနှိပ်ခြင်းနဲ့သဘောမျိုးတွေကျွန်တော်ထပ်ပြီးတော့မှတည်ရတာပဲဖြစ်ပါတယ် ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရာဝတီတိုင်းဘူကလေးမျိုးကပီတိုရီပေါ်မှာငွေတောင်းချန်ပီယံတို့မှာအခုဆိုရင် KTV မှာလည်းပေါ့နော်မွေးရတောက်စားနေတဲ့စကောင်စီရဲ့ဒူရဲအကြောင်းတင်ဆက်ထားတဲ့တဲ့ရင်လေးကျွန်တော်တို့စပီရမနားထောင်ကြည့်လိုက်ရအောင်နော်ဒေါနာ TV ရဲ့ပြည်သူ့ခြားကပြည်သူ့စကားအစီအစဉ်အနေနဲ့ဘူကလေးမျိုးကပြည်သူတို့ရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်က AOD တိုင်းဒေသကြီးဖြာပုံခရိုင်ဘူကလေးမြို့ကပြည်သူတအူးဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ဘုကလေးမှာရှိတဲ့မြို့မရဲစခန်းမှာသူရဲအုပ်စချစ်မင်းစောဆိုသူဟာမြို့ပေါ်မှာလိုင်စင်မဲ့ယင်တွေကိုငွေသာ၁၀သိန်းမှ15သိန်းအထိတောင်းခံခြင်းမြို့ဝင်မြို့ထွက်ပိတ်ဆို့စစ်ဆေးရမှာလေကြီးရွာတွေကတက်လာတဲ့သူတွေရဲ့လက်ကင်ဖုန်းတွေကိုစစ်ဆေးကလောင်းကစားကိန်းများတွေ့ရှိပါက9သိန်းကျပ်မှ10သိန်းကျပ်အထိတောင်းခံခြင်းလောင်းငွေသားတွေကိုလည်းအများသူငါရှိဆဲဆိုခြင်းရဲစခန်းကိုလာရောက်တိုင်တန်းသူများကိုလည်းမချေမငံပြောဆိုခြင်းတွေလုပ်တတ်တဲ့သူပါ ပြီးခဲ့တဲ့တကြံကာလမှာလဲ KTV တခုမှမူရတောင်းကြတာကြောင့်လူငယ်တွေကဝိုင်းရိုက်လို့အတွင်းလူနာအဖြစ်စေယုံတက်ရောက်ခဲ့ရသူလည်းဖြစ်ပါတယ်။သူကြောင့်မျိုးလဲထိခိုက်တယ်လို့အခြားရဲတပ်ဖွဲ့ဝင်တွေလည်းဂုံတိတ်ခါကြဆင်းစီတာကြောင့်အထက်လူကြီးများသိရှိစေဖို့တင်ဆက်ပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူခြားကပြည်သူစကားအစီအစဉ်မှာနေနာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွေးချင်နေဆိုရင်6ဘောက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ကျွန်တော်ပါနော်ဘုကလေးမျိုးကဒီရဲ့ဟောဆိုတော့ကျွန်တော်ပြည်သူတွေဆီကနေမြန်မာငွေတွေအတင်းတောင်းပြီးတော့မှကိုချိုးချန်နေတဲ့ဆိုတဲ့အကြောင်းကျွန်တော်တည့်ရတာပဲဖြစ်ပါတယ်။အရင်တော့ကလည်း KTV မှာတောက်ဆောင်မှုရဲ့ပြတော်မှာကျွန်တော်ပြည်သူလူငယ်တွေရဲ့ရင်းနေချင်းကိုခံခဲ့ရလို့ပေါ့နော်အဲ့ဒီကလေးကတကယ်ကိုမျိုးစာဖြစ်သွားတင်တာပဲဖြစ်ပါတယ်ဒါပေမဲ့အခုချိန်ထိအဲ့ဒီနေရာမှာဆိုတော့ဒီလိုမျိုးအုပ်ကြီးတွေနဲ့ ီရက်ခွေးတွေကနေပြီးတော့မှပီတိုလူထုကိုဆက်လက်ပြီးတော့မှအနိုင်ကျင့်နေတော့ကျွန်တော်ချစ်ချမ်းပြနေကောင်တွေရဲ့အလဲအလဲမချခင်မှာတဖန်ပြပြီးတော့မှပေါ့နော်မြောက်လဲလာမယ်ဆိုတာသူတို့ကိုယ်တိုင်သိရှိတင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမပြောင်းကျရနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အုပ်ကြီးတွေပူပေါင်းပြီးတော့မှခုဆိုရင်စစ်မှုထမ်းစနစ်နဲ့ကိုကျိုးရှာစီးပွားလုပ်နေကြတယ်ဆိုတဲ့အကြောင်းကိုအတိအလေးဝန်ခံပြောကြားထားတဲ့အားလဲကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်အဲတာပေါင်းမြို့နယ်ပေါ့စစ်ပင်ကြီးအုပ်စုမှာရွာ300ရှိတယ်အဲ့ဒီရွာ300မှာဆိုလို့ရှိရင်တော့စစ် စစ်ပင်ကြီးเนาะငဆန်ကျွန်းကျိန်ငူအဲ့ဒီရွာ၃ရွာရှိတယ်ပေါ့အဲ့ဒီရွာတွေကလာစင်တော့စစ်မှုထမ်းကြီးကပေးနေတာပဲအဲဒီတစ်ခေါက်မှာတော့ထူးထူးခြားခြားဒီဒီရွာ၃ရွာရှိတဲ့အထဲမှာမှရွာတရွာထဲမဲနိုင်ရတယ်အဲကျန်တဲ့ရွာတွေကမဲနိုင်စရာမလိုဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်တယ်မဲနိုင်တဲ့ပုံစံကလည်းကျွန်တော်အံ့ဩတယ်ဗျာသိလားဒါမျိုးမဲနိုင်တာကဘာရှားဖြစ်လိမ့်မယ်ဘာကြောင့်လဲဆိုတော့မဲနိုင်တာကလေရွာသားတွေကိုစား ဟိုကျွန်တော်တို့ဒီလူကြီးတွေကမဲနိုင်ပြီအမဲနိုင်ပြီဘယ်သူပေါက်တယ်ဘယ်သူပေါက်တယ်ဆိုတဲ့ခါကြတော့ခင်ဗျားတို့ကဒီတက်ပွင့်လေးမြင်တာတဲ့မဲနိုင်မှုမြင်များရှေ့အောင်လာတော့ကျွန်တော်စဉ်းစားမိတော့ဗျာနော်အဲ့တော့တော်တော်လေးဟိုဒီကရက်ကအခုပြည်သူတွေလုံးဝမကြေမနက်တယ်ဖြစ်နေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြို့နယ်ထွေအုပ်တို့အုပ်ချုပ်ရေးမှုလို့အနေနဲ့အဲတည်တည်ကြာဆောင်ရပေးတင်တယ်လို့ကျွန်တော်တို့အဲမြင်တယ်ဗောဗျာနော်မဟုတ်ဘူးဆိုလို့ရှိရင်ဒီနေရာတွေကသဘုံအတွက်ပို့ပြီးတော့ဘွာရဖြန့်လို့ကောင်းတဲ့နေရာတွေဖြစ်သွားမယ်အဲ့တော့ငစံကျုံရွာတရွာတယ်ဒါမျိုး မတရားခံရတဲ့ခါကျတော့ရွာသားတွေအကုန်လုံးအခုဆိုအခုဆိုတော်တော်လေးကိုဒေါသထွက်နေကြတယ်ရွာသားတွေကတောင်းဆိုတယ်ကဲထားဒါဒီကစစ်မှုထမ်းဆိုလို့ရှိရင်ကျုပ်တို့လည်းထမ်းမယ်လားအားလုံးဒီရွာ300လုံးအကုန်လုံးစုအကုန်လုံးစုပြုမနေလင်းမဲနိုင်ပေါက်တဲ့သူသွားမယ်ဆိုတော့ဒီတော့ဒီတက်ဖက်ကနေပြီးတော့ရက်တည်တဲ့ဖြစ်ဖြစ်ပေါ့ဗျာနော်ဟိုကျွန်တော်တို့ဒပုံဘက်ကမရက်တည်တဲ့အခြေအနေရှိတဲ့ပြည်သူတွေကမှတက်ကူတော်တော်လေးဒေါသထွက်တဲ့အခြေအနေမျိုးတွေဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးတော့အသေးသေးချာချာလေးပြန်ပြီးတော့သုံးသက်ပြီးတော့ဆောင်ရွက်ပေးစီချင်ပါတယ်အဲ့တော့စစ်ပင်ကြီးငဆန်းကျွန်းချိန်ကို အဲဒီရွာ၃ရွာလုံးမျက်မြတ်တက်တာရှိစေခြင်းနဲ့ဒီထွေအုပ်တွေနော်အုပ်ချုပ်ရေးမှုတွေချိုးပြင်းစေခြင်းပါလေဗျာနော်ဒီကိစ္စနဲ့ပတ်သက်လာလို့ရှိရင်ဟုတ်ပြီအဲဒါတော့ရှိအဲတက်မလို့တော့အရေးကြီးတယ်နော်ပြည်သူအတွက်လည်းအရေးကြီးတယ်ပြည်သူအတန်လည်းဖြစ်တယ်နော်နားထောင်ပြီးပါဗျာအဲ့တော့ဘာတွေမတရားဖြစ်နေဆိုတော့ထွေအုပ်တို့အုပ်ချုပ်ရေးမှုတို့ဒါလည်းသိလိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့သုံးသပ်တော့ဗျာနော်ဟုတ်ပြီအဲ့တော့ ARV တိုင်းချင်းနေလေးမျက်နာတို့ကွင်းကောက်တို့ပချံကိုတဲ့နော်ချင်းကိုက်ရွာနောက်ဖက်ကိုအင်းအင်းအားတွေရာကြော်ရောက်ရှိနေပြန်ပြီနော်အဲ့တော့ စက်ကတော့ဆက်လက်ပြီးတော့ဖြစ်လာမှာမနော်ရှောင်းတော့ဟိုဟိုမှာချောင်းလိုက်ဒီမှာချောင်းလိုက်အခြေအနေမျိုးတွေအဲဖြစ်နေပါတယ် AR အခြေအနေမှာတော့ဟုတ်ပြီအာကျွန်တော်ကတော့ကျွန်တော်တက်မလွန်နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တက်မလွန်နဲ့ရက်တည်တယ်။ဘာကြောင့်လဲကျွန်တော်တို့နိုင်ငံကျွန်တော်နိုင်ငံရေးသမားဖြစ်တယ်။နိုင်ငံအရေးဖြစ်တဲ့အကြောင်းမလို့ကျွန်တော်နီလို့ရတယ်စိမ့်လို့ရတယ်ပြာလို့ရတယ်ဝါလို့ရတယ်နော်တက်မလွန်ထောက်ခံလို့ရအမျိုးသားရေးသမားဖြစ်လို့ရတယ်။သို့ပါတော့လည်းပဲအမျိုးသားရေးသမားကလည်းအမျိုးသားရေးတပ်ပဲသူတို့လောက်တာဖြစ်တယ် ဒီမှာဘောမမောင်မောင်ကနေပြတော့မှာပေါ့နော်အခုဆိုရင်ကျွန်တော်တို့တာဝန်မျိုးနယ်မှာရှိတဲ့ရွာတချို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အုပ်ကြီးတွေပူးပေါင်းပြီးတော့မှစစ်မှုထမ်းစနစ်ကို ဒီတပတ်လဲတဲ့ပေါ့နော်အခုလိုမျိုးကျွန်တော်တို့ပြည်သူတွေပုံမှာအနိုင်ကျင့်ပြီးတော့မှစစ်ကြေးတွေကောက်ပြီးတော့မှတသားတဲ့ဆူဆုံးနေတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်တယ်အရင်တော့လည်းကျွန်တော်မန္တလေးတိုင်းထဲမှာအဲ့လိုမျိုးလွတ်ဆောင်ခဲ့တာဖြစ်ပြီးတော့မှခုဆိုရင်ကျွန်တော်မြန်မာပြည်ပေါ်ပိုင်းရောအောက်ပိုင်းမှာပါဒီလိုမျိုးဆက်လက်ပြီးတော့မှဖြစ်ပွားနေတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပေါ့နော်စစ်ကောင်စီတဖို့နဲ့နှိစက်တဲ့အတိုင်းဝန်တွေကတော့တော်တော်လေးကိုငွေရပေါက်ခွင့်ရှာနေတာဖြစ်ပြီးတော့မှသူတို့အနေနဲ့ခုဆိုရင်အိမ်ပိုင်ကားပိုင်တွေနဲ့တိုက်တွေတောင်းဆောင်းနိုင်ကြတယ်လို့ကျွန်တော်ထပ်ပြီးတော့မှသိရှိရတာဖြစ်ပါတယ်ဒီလိုမျိုးကိုကြိုးရှာပြီးတော့မှ ပီတိုရီရဲ့ဘဝကို channel နဲ့ကြားတဲ့စကောင်စီတဖို့ဝင်နေနဲ့သူတို့နဲ့ပတ်သက်သူမှတမယောက်ကိုကျွန်တော်ဘက်ကနေပြောပါပေါ့နော်တတိပိမှုတွေလှုပ်ဆောင်ထားပြီးတော့မှဒါကိုမလိုက်နိုင်ဘူးဆိုတော့သူတို့ရဲ့ဘဝကတော့ကျွန်တော်ရှိမှလဲတာတကားတွေပြောက်ဖူးခဲ့တယ်လို့မျိုးပဲနောက်ထပ်ဇက်တင်တော်မလားဆိုတော့သူတို့ကိုယ်တိုင်အခုခရက်ရွေးချယ်တင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့အပါသမီးရနေပြီးတော့မှမြင့်ချန်တောင်းတာနှထိုးကြီးတစ်ဘက်မှာကျွန်တော်တို့ PDF တပ်ဖို့ဝင်နေကနေပြီးတော့မှစစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီဆိုတဲ့အကြောင်းကိုခြေခွဲလောက်မြဲဆွမ်းနေပါတော့ဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတော့ကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင် 19ရက်နေ့မွန်းလွဲတနာရီခွဲခန့်ကလေရင်တန်းနဲ့အတူပောက်ကွဲတန်ကြီးများထွက်ပေါ်လာပြီးနောက်မှာတော့ PDF တို့ရဲ့လေဂျိုကြားပစ်ခတ်မှုတွေကနှီးကုန်းချုပ်သွားပဲတိတ်ဆိတ်သွားတာပေါ့နော်ပြောတာပဲနော်နောက်ကြအဲ့နီကုန်းချက်တာတိတ်ဆိတ်ပြီးတော့ခါကျစုတ်ခွာထွက်ပြေးသွားတယ် PDF တွေကမြို့ပြန်စုပေါင်းအင်ယာဝင်တဲ့စုပေါင်းအင်ယာမှာအရက်သားဝင်တဲ့ပြည်သူအချို့နဲ့အရက်သားဝင်တဲ့ပြည်သူအချို့ပေါ့နော်လူသားတိုင်းနေအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရှိရပါတယ်ရှင် နောက်ပြကြတော့မြို့သူမြို့သားများနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံးမှုတယောက်မှမရှိဘူးလို့သတင်းကြားသိရပါတယ်။မြို့တွင်းမှာလည်းတစုံတရာပျက်စီးမှုမရှိကြောင်းသိရှိရပါတယ်ရှင်။၁၉ရက်နေ့ညနေပိုင်းမှာတောင်တာအရှိဘက်တောင်မှာအရှိဘက်နထိုးကြီးလမ်းမရဲ့ရိုးကြီးကိန်းနဲ့တောင်ဘက်ဘူဘွားရိတ်တာအနီးမှာပောက်ကွဲပြစ်ခတ်ပောက်ကွဲတဲ့များခက်ကျဲကျဲပြန်လဲကြားရကြောင်းသိရှိရပါတယ်ရှင်။ နထိုးကြီးမှာတော့အရှိတ်အချမ်းမှာရောက်ရှိနေတဲ့ PDF တွေဟာမြို့အနောက်ဘက်ချမ်းမှာရှိတဲ့ yes scan နဲ့ထွေအုပ်ယုံတို့ကို19ရက်နေ့မွန်းတက်12နာရီလောက်မှာစတင်ပြီးတိုက်ခိုက်နေကြောင်းတင်ရရှိပါတယ်ရှင်းဖြစ်စဉ်အားလုံးမှာဘယ်သူမှအပြင်ထွက်ပြီးကြည့်လို့မရရတဲ့အတိအကျအသေးစိတ်တော့မပြောပြနိုင်ပါဘူးရှင်းအခုတိရတဲ့လောက်လေးတွေမနေ့ကတင်ဆက်ပေးခြင်းဖြစ်ဖြစ်ပါတယ်ရှင်းပြီးတော့အဲဒီစစ်သားအယောင်းဝယ်ကိစ္စလေးတွေပေါ့နော် အခုမနေ့တော့ကျွန်မတင်ဆက်တာကျွန်မတို့ကအဲ့ဒီဟာကိုဘယ်ဟိုမှသွားပြောပြလို့မရဘူးလေမရတဲ့ခါကျဒီလိုမျိုးပေါ်လိုက်တဲ့ခါကျတော့ဟိုတစ်ဆက်တစ်ဆက်ကြီးတဲ့လူတွေများအလဲထားလိုက်ပါတော့အလဲလက်မှာရှိတဲ့အဲတစ္ဆာခေါက်ကိုကြော်ပြီးတော့လူကြီးတွေများသိမလားဆိုပြီးတော့သိသွားအောင်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့ကျွန်မတို့ကဒီလိုမျက်နှာလေးပြပြီးတော့ထုတ်လိုက်ပြီးတာပြီးကျွန်မကိုမင်းဒါပြီးရင်မင်းအလဲပဲကျွန်မသေလဲကယူကိုမဆိုင်ဘူး ဒီမှာပေါ့နော်ဘာသမီးရနေပြည်မှာအခုဆိုရင်ကျွန်တော်မြင်းချန်တောင်းတာနဲ့ထိုးကြီးစစ်စင်ရဲ့အနေနဲ့အခုဆိုစတင်လုဆောင်နေကြတဲ့ PDF တပ်ဖွဲ့ဝင်တွေကရှုံးနေနေပြီဆိုပြီးတော့မှဘာသာပြန်ပြောဆိုထားတာဖြစ်ပါတယ်အခုဆိုရင်လည်းကျွန်တော်ဝလူ US ကအခုပြည်တပ်တင်းပိုင်နေဖို့ပြင်းထန်ထိုးစစ်စင်တက်ခိုက်နေတာပြည်မှာတပ်ဖွဲ့မှာဆိုတော့ကျွန်တော် PDF ပူပေါင်းတပ်ဖွဲ့ဝင်တွေကနေပြည်မှာစစ်ကောင်စီရဲ့လေကြောင်းပစ်ကိုတွေကြားတဲ့ကနေပြည်မှာမြို့ကိုအရာတင်းနေဖို့စ조사နေတယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်တို့တပ်ပြည်မှာသိရှိရတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်သူပြောထားသလိုပဲအခုဆိုရင်မောမတွေကိုယ်တိုင်ကနေပြည်မှာဝင်ခလာတာတစ်ခုကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ကနေပြီးတော့မှဒီတပ်သားတဲ့အယောင်းဝယ်လို့တဲ့စနစ်တွေပေါ့နော်အခုဆိုရင်ချက်ချက်ပြက်ပြက်နဲ့လို့ဆောင်နေကြပြီဆိုပြီးတော့မှပြောဆိုလာကြတာမလို့ဒါတော့ကျွန်တော်တကယ်ကိုစိုးရင်ဖွဲ့ကောင်းနေတာပဲဖြစ်ပါတယ်မြန်မာပြည်မှာစစ်ကောင်စီလက်ထက်ကျမှတရားဝင်ကျွန်းစနစ်ပုံစံမျိုးနဲ့အယောင်းဝယ်လို့နေကြတော့ကျွန်တော်ကြည့်ချင်ဖြစ်ဒါကတော့မြန်မာပြည်ထဲမှာကျွန်တော်ဒီလူသားချင်းပေါ့နော်စာနာထောက်ထားမှုမရှိဘဲနဲ့ လူရဲ့ရေးမြစ်ကိုအသုံးချပြီးတော့မှခုဆိုရင် စမီပိုတောက်လောင်လှုပ်ဆောင်နေချပြီဆိုတာကိုလည်းထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီတော်လိုက်မှာထက်ထက်ဝင်ပူပုံပုံရင်းနဲ့ကိုတတ်နိုင်တဲ့ဘက်ကနေပြီးတော့မှစစ်ကောင်စီဖြိုချရဲ့ပူပုံပုံမြေချဖို့ကျွန်တော်အားလုံးအသုံးဆိုပါတယ်ကြီးရှုနေကြတဲ့မြို့ပပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုရဲ့မြင်လေးတွေကိုချိန်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးအသုံးဆိုပါတယ် ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ဆရာလူမြတ်ကျော်အားနဲ့ပြတော့မှာအခုရပိုင်းကျွန်တော်အလုံးသိရှိထားတဲ့အတိုင်းပဲ Adidas ဖဏတ်တွေထုတ်လို့ရပါနော်။ချမ်းရင်ဖဏတ်ထုတ်စေယုံကမြန်မာလူထုတွေရဲ့တပိတ်နဲ့ပတ်သက်ပြီးတော့မှာဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှာချိလဲရအောင်နော်။လူထုတိုက်ပွဲလူထုတပိတ်အလုံးထုတွေရဲ့တင့်တင့်နဲ့လောက်ခလာဆာလူထုတွေရဲ့ဂုံတိခါတိုင်းပြည်ရဲ့စစ်အာဏာမတရားသိမ်းမှု အောက်မှာမိအင်းနှခါနာတယ်လို့ ကိုတိုင်းပြည်ထဲနေပြီးကိုကြုံပြန်ခံရတဲ့ညီမအလုံးသမားတို့ကိုဘသူယက်တီပေးနေတယ်လဲဘသူကာကွယ်ပေးနေတယ်ဒီနေ့မှာချမ်းကြီးအလုံးသမားတပိတ်ကိုစလဲရဲ့တောင်းဆိုမှုစာချုပ်ချုပ်နိုင်ခဲ့တယ်လေ1500ပဲရှာတယ်မကြည့်နဲ့တနည်း1500တဲ့ခုနထရုကာရင်းအလုံးသမားဆက်ယုံကတနည်း6800တဲ့ဒေါ်လာနဲ့ညီမငွေနဲ့တွက်ကြည့်ကြပါဦးထိုင်းဘတ်နဲ့တွက်ကြည့်ကြပါဦးဒါကို3သိန်း နှစ်သိမ်းမပြည့်တဲ့ပတ်စံနေတဲ့ဓမင်းလေးဝါယုံရှင်တန်နေရတဲ့မြတ်မကြီးစမှုစုံတွေတဲကအလုံးသမားတွေဟာလက်ယုံတွေစံတန်းဖို့အချိန်ရောက်ပြီအနေသောလောကလဆာ2000တတ်မှတ်ရပြီအနေသောလောကလဆာ2000မှလူတို့ဟာဂျမကြီးတာရင်နာကြီးဓမင်းစာကြီးအခန်းကအိမ်နာစာအစရှိရာရက်တီရှင်တန်နိုင်မှာဖြစ်ပါတယ်လိုင်းတရားမှာရှိပြီးသားမှာတောင်းတခုမှာတကုန်းစိတ်ကမ်းမှာရင်းနှီး အလုတ်သမားဘွားတော်ကအင်္ဂလိပ်ခေတ်ကလည်းမှတ်မိလားဆယ်ပြည်လောက်ရှိတဲ့အခန်းကျင်းလေးထဲမှာဖောင်စီးရေငတ်နေကြတယ်ဆိုတော့ရေနမီအလုတ်သမားတို့ရဲ့ဘွားမှတ်မိတာလားဟုတ်တယ်နော်အခုရန်ကုန်မြို့ကြီးထဲမှာအလုတ်လုံးရေထမင်းကနေကြတဲ့အလုတ်သမားတို့တွေဟာလိုင်တရာတကုံစီကန်းတောင်တကုံရွှေပြည်သားအဆရှိတဲ့စင်ကြေဘုံမြို့နေတွေမှာရှင်းပေတော့မပြည့်တဲ့အခန်းကျင်းလေးထဲမှာအလုတ်လုံးရေထမင်းကနေကြရတာဒီကြတဲ့ အဲ့ဒီအဆောင်အခန်းတွေမှာစစ်မှုမထမ်းရအောင်အုပ်ချုပ်ရေးမှုတန်ဆက်ကြီးပေးရသေးတာတွေလည်းရှိတယ်။ဟိုဒီနေ့ကစစ်ပြည်သားမှာအသက်20နှစ်အရွယ်ဂျပန်သွားမြေအမျိုးသမီးတယောက်အောက်စုဖွဲ့မရင်းချင်းခံရပြီး၃ပိုင်းပိုင်းအသက်ခံခဲ့ရတယ်။ဘာကာကွယ်မှုဥပဒေရဲ့စောင့်ရှောက်မှုမှလည်းမရှိဘူး။ဒါတော့ဗောနာဆရာလူမြတ်ကျော်အောင်ပြည်မခုဆိုရဲချမ်းကြီးဖနာတော့ဆေးုံကနေပြမကျတော့မြန်မာလူသမားတွေပေါ်မှာဖိနေချိုးချဲပြတော့မှာလောကလာစာတွေကိုမတိုးမြင့်ပေးစေချင်ဖို့ဆိုတဲ့သဘောမျိုးကို ပြောဆိုထားတာဖြစ်ပါတယ်ကျွန်တော်အားလုံးသိရှိထားတဲ့အတိုင်းပဲအရင်ခေတုန်းကတည်းကပေါ့နော်ဒီလိုမျိုးကျွန်တော် natural ကိုရောရှိတဲ့အချိန်မှာကျွန်တော်မြန်မာလူသမားတွေအရဆိုတော့ပြည်နေချုပ်ချက်ချင်းခံခဲ့ရတဲ့ဖြစ်မှာခုဒီစစ်ကောင်စီရဲ့အစိုးရလက်ထက်ကြမှာကျွန်တော်ပြန်ပြီးတော့မှာနိုင်ငံခြား company တွေရဲ့ နိုင်ချင်းချင်းကိုတပ်ပြီးတော့မှခါရတာပဲဖြစ်ပါတယ်ဒီချိန်မှာဒီလိုမျိုးစစ်ရုံတွေကနေပြီးတော့မှကျွန်တော်မြန်မာလူသမားတွေရဲ့ဆန္ဒတွေကိုမလို့လျောပေးတဲ့ပြင်ဒီလိုမျိုးဆက်လက်ပြီးတော့မှလုပ်နိုင်အောင်မယ်ဆိုတော့စစ်ကောင်စီကိုဖမ်းဆီးခိုင်းမယ်ဆိုပြီးတော့မှပေါ့နော်ချိန်ချုံမှုတွေလည်းတပ်ပြီးတော့မှလုပ်တယ်လို့သိရှိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်မြန်မာပြည်သူပြည်သားတွေအပေါ်မှာမျက်နှာပြောင်တိုက်ပြီးတော့မှ ိုယ်နိုင်ငံသားတွေကိုပျော်ပျော်လေးလေးနဲ့စော်ကားနေတယ်ပေါ့နော်နိုင်ငံခြားသားကုမ္ပဏီကိုအရေးမယူတဲ့အပြင်နောက်ကွယ်ကနေပြီးတော့ပံ့ပိုးကူညီနေတဲ့မြောက်လန်ဒိုအစိုးရအနေနဲ့ကတော့ကျွန်တော်တို့ပြည်သူတွေရဲ့ချိန်စာဆုမဲ့ဆိုတာတော့တရားပေါ်ပြောလို့ရတာဖြစ်တယ်အခုဆိုရင်ကျွန်တော်တို့မြန်မာပြည်တွင်းထဲမှာငွေစင်းတွေကလည်းမြင့်ငွေကြေးစနစ်ကလည်းဖုံးပွားပြီးတော့မှာပေါ့နော်လောကလာစာလဲနည်းနည်းလေးနဲ့ကျွန်တော်တို့ပြည်သူတွေကတော့ ထမင်းဝါရုံတမန်စားနေရတဲ့အခြေအနေကိုကြုံနေရတာမလို့ကျွန်တော်တို့အနေနဲ့ဒီစစ်ကောင်စီနဲ့ Fiscal Alliance စနစ်ကိုမပြုတ်ချနိုင်ဘူးဆိုတော့အကြခင်မှာတော့ဒီတက်ပို့ပြမဆွေရတဲ့အခြေအနေတွင်းထဲကိုရရှိတော့မှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်အားလုံးဒီတော်လိုင်းမှာကျွန်တော်တို့အနေနဲ့ပေါ့နော်နောက်ဆုံးအခြေဖြစ်ဝင်ဝင်ပြီးတော့မှစစ်ကောင်စီကိုမြန်ဆုံးဖြိုချဖို့ဝင်ဝင်စ조사ချက်ပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလို့ထူးခြေဆုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှချင်တဲ့ဖြစ်ဆုံးပြီးတော့မှ တရားချမ်းတဲ့ညာချမ်းလေးပွင့်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်